ချင်းမင်းတို့ကမျက်နှာစာအရှိအလဲလိုချင်တယ်တိုက်ကလည်းအသက်ဆက်ဆက်ဖြစ်ကြမယ်ကျွန်တော်တို့ပေ40မှာရင်ခွဲဆောက်ထားတာဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ဧကန်အရန်ကျယ်တာမျိုးဖြစ်ကြမယ်နှစ်ထပ်ပုံစံမျိုးနေချင်တယ်ဆိုရင်ကျွန်တော်တို့ဒီကောင်လေးက location လေးအရာအောင်အဆစအရာအရာမှာအားတာတယ်အရင်ဆုံးကျွန်တော်ဒီဧကန်အလှကိုအရင်ကြည့်ကြည့်ပါ ကျွန်တော်တို့မျက်နှာချက်ကိုအရင်ဆုံးကြည့်ကြည့်ပါဗျဒီဂျန်စမိုးလိုက်ရွေးခွေပေးထားတာနဲ့မီးဆိုင်ကိုဝေးထားတာကဒီအိမ်ထဲကိုဝင်လိုက်တာနဲ့အိမ်ကိုခန်းထားသွားတယ်ဆိုတော့ feeling မျိုးကိုသူကတန်းပြီးပေးနိုင်တယ်နောက်ပြီးတော့ပေ40ရေဝက်တိုက်တွေမှာပဲရတယ်ဖျားကန်သီးသက်ကျွန်တော်တို့အားသာချက်ပေါ့နော်ဖျားကန်သီးသက်ပါဖျားကန်ကိုသူကပါကီးလေးခင်းပေးထားတဲ့အပြင်ကိုသူကဖျားကန်ဆိုပြီးသူကခုံနှုံးလေးကိုအပေါ်တစ်စိမ့်ညှိနေထားတယ်အဲ့လိုဒီဒီလေးတွေသူကစီစဉ်ပေးထားတယ်ကျွန်တော်တို့ဒီတန်မိုးကြီးဖျားစင်ကြီးဆိုလဲဒါလက်ဆောင်ထားပေးခဲ့ပါ ဖြစ်တယ်ဖြစ်တယ်ခင်ဗျတော်တော်လေးဘာမှထက်ထဲတယ်ကမလို့အောင်သူအသေးစိတ်စီစဉ်ပေးရတာပေါ့နော်ဒီကကျွန်တော်တို့ကဒင်းပေါက်တိုင်းမှာတန်ပန်းနဲ့အလှဆင်လိုက်တာကျွန်တော်တို့တက်ဆင်ပေးပြီးသားဖြစ်တယ်ဒီကဒင်းပေါက်မှာဆိုလို့ရှိရင်လူချင်းမင်းတို့ကြည့်ကြည့်ပါတန်ပန်းကိုတေချာလေးတက်ပေးထားတာကိုကျွန်တော်တွေ့ခဲ့ရတယ်တန်ပန်းတော့ကျွန်တော်တို့ရိုးရိုးမဟုတ်ပဲနဲ့စတီးတန်ပန်းရေရှည်အတွက်ပါစဉ်းစားပြီးထည့်ပေးရတာဖြစ်တယ်လေဝင်လေးထွက်အရန်ကောင်းတယ်အဲ့ကနေပြီးကျွန်တော်တို့စောက်ဝင်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခုနကကျွန်တော်ပြောသလိုပဲ ီတန်ပန်းပါပြီးသားဒီပြတင်းပေါ့ဗောနော် like ကတက်ပေးပြီးသားဖြစ်တယ်ဘေးတိုက်အနေဖြစ်တဲ့အတွက်ကျွန်တော်တို့လေဝင်လေထွက်အရင်ကောင်းတယ်အဲနောက်ပြီးတော့လူချင်းမင်းတို့တွေဒီဒီကျွန်တော်တို့အဲကမ်းမှာသူထုတ်လုပ်ပေးထားတဲ့ဒီ TV စင်ပေါ့နော် TV စင်ကိုတစ်ချက်ကြည့်ကြည့်ပါတော်တော်လေးခက်ခန်းနားနားနဲ့ပြင်ဆင်ပေးထားတာကိုကျွန်တော်တွေ့ရတယ်ဒီနေရာမှာကတ်ထားတဲ့ဒီ color changes ပါတဲ့ design တွေပါတွေကအစားသူတေချာလေးကိုဒီဒီလေးပြင်ဆင်ပေးထားတာကိုကျွန်တော်တွေ့ရပါတယ်ဗျဒီအိမ်မှာအိမ်ခန်းအနေနဲ့ကကျွန်တော်တို့ နှစ်ခန်းပါပဲကျွန်တော်တို့ single တစ်ခန်း master bedroom တစ်ခန်းပါတယ် master bedroom နဲ့ single bedroom လေးကိုကျွန်တော်အခုလိုက်ပြပေးပါမယ်ဗျာဒါဆိုရင်တော့ဒီအခန်းလေးရဲ့အခြေအဝင်လေးကကျွန်တော်တို့ဒါကျွန်တော်တို့ double room လေးသုံးသုံးပြုလို့ရအောင်လို့ဒေစာလေးစီစဉ်ထားတာဖြစ်ပါတယ်အဲဗတင်းပေါက်တွေပါတယ်ပါပြီးသားဖြစ်တယ် aluminum ရဲ့ slide wall လေးသုံးပြီးထားတာဖြစ်တယ်ပေါ့နော်အဲကျွန်တော်တို့ single room လို့ပြောရဲဆိုပေမဲ့သူကလည်းနဲ့သူကြဲကြဲဝန်းဝန်းလေးရှိရဲ့ဗတင်းပေါက်ဆိုရင်အဲကန်းဘက်ကိုသူတေချာလေးသူဖောက်ပေးထားတာကိုသဘောကျစရာကောင်းအောင်လို့ကျွန်တော်တွေ့ခဲ့တယ် ပြီးတော့ဒီကနေပြီးတော့ကျွန်တော်တို့ရှောင်းလန်းလေးကိုတစ်ချက်ထွက်ကြည့်ပါအဲဒီကျွန်တော်တို့သူ့ရဲ့အားသာချက်အနေနဲ့ကကျွန်တော်တို့အထက်ကိုပေါ်တက်တဲ့လှေကားကွက်အောင်လို့ဒီနေရာမှာသူအလှတင်ဆင်လေးကိုသူသေးသေးချာချာလေးလုပ်ပေးထားတယ်အဲအတုံးလဲဝင်သလိုလှလဲလှရခင်ဗျာအလှဆင်ထားပြီးတော့အတုံးမဝင်တာမျိုးမဟုတ်ပါဘူးခင်ဗျာအဲနောက်ပြီးတော့ဒါကတော့ကျွန်တော်တို့ဒီအပေါ်တက်တဲ့ထက်ကိုပေါ့နော်ထက်ကိုတက်တဲ့ကျွန်တော်တို့ဟိုလှေကားလေးဖြစ်ပါတယ်ကျွန်တော်ထက်ကိုလေးကိုပြင်ပြပေးမယ်အဲအဓိကကတော့ဒီ master wand လေးကိုကျွန်တော်တေချာလေးပြပေးခြင်းလား ဝါဆောင်ရဲ့အခြေအဝင်းနဲ့ကျွန်တော်တို့သူလုတ်ပေးထားတာလေးကတော်တော်လေးကောင်းတယ်နောက်ဒီမှာမဆောင်ဝန်းမှာပါတယ်ကျွန်တော်တို့ရေယူအန်ဒရိုက်လက်တော်ရဲ့ကိုရေယူမင်းတို့တစ်ချက်ကြည့်ကြည့်ပါအကျေကြီးပဲနေရံပေါ်ချူပြား9ပြီလောက်အထိပါသူကတ်ပေးထားသေးတယ်မာစတာလုံးမို့လို့ရင်ခွဲတိုက်မို့လို့အိမ်ဟမ်းမှာပြတင်းပေါက်ဆိုပြီးတော့လည်းသူကဒီမှာလူမရဆိုင်ဘောလေးတီချာလေးကိုထည့်ပေးထားသေးတယ်တကယ်ကိုသဘောကျစရာကောင်းတော့အောင်တီချာလေးပြင်ဆင်ပေးရတာဖြစ်တယ်အဲ6ရောဆိုပေမဲ့အမိုးလေးတီချာဆက်ပေးထားတဲ့အပြင်လူချင်းမျိုးပူမနေအောင်လို့အပေါ်မှာထပ်ခိုးလေးရှိတယ် အဲ့တော့ဒီအိတ်ခန်းတွေကလုံးဝပူနေတဲ့ပခံစားရပါဘောနော်အဲ့ဒါဆိုရင်ကျွန်တော်ဒီခက်ခိုးတော့ကျွန်တော်နောက်ဆုံးမှပြပေးပါမယ်ဗျအရင်ဆုံးလူကြီးမင်းတို့တွေဒီနောက်ပိုင်းမိဖို့ခန်းလေးကိုချက်ကြည့်ကြည့်ပါဒီမှာသုံးမိထားတဲ့အမှန် slide roll လေးဆိုလို့ရှိရင်တေချာလေးကောင်းမွန်တာလေးကိုသူရွေးပြီးသုံးမိထားမှမှန်သိတာစေတယ်ကျွန်တော်တို့ဒီကျွေခင်းမိထားတဲ့ကျွေပြားဆိုရင်လည်းတေချာတက်တက်ရရနဲ့သူခင်းမိထားတယ်။နေရမို့ကျွေပြား၅ပေလောက်ထိသူတေချာလေးကပ်ပေးထားတာကိုကျွန်တော်တွေ့ရတယ်။ နောက်ဒီမီးမို့ခုံပါဆိုလို့ရှိရင်အောက်ကပ်နဲ့တွေသူတေချာထည့်ပေးထားတယ်။လယံပေါ်သူကျွေပြားထည့်ပေးထားတယ်။အဲအဲ့ဒီအပြင်ကိုသူကဒီကျွန်တော်တို့အပေါ်မှာကပ်နဲ့လေးတွေထည့်ပေးရတယ်။နောက်ကြောကက်ရက်ကကျွန်တော်မြစ်တာလမ်းကြီးဖြစ်တဲ့အတွက်အဲ့ view ကိုကျွန်တော်ပြရခြင်းနဲ့သူကမင်းသားမှကြောကက်လမ်းဖြစ်တဲ့အတွက်အဲ့ဒါလေးတွေအားတာမယ်ခင်ဗျ။အဲနောက်ပြီးမှဆိုရင်ကျွန်တော်တို့အရေးပေါ်တွေကထွက်တဲ့အပေါက်ကတာမန်တကားတစ်ချက်နဲ့ ကျွန်တော်ကဆိုပြီးတော့နှစ်ချက်ပါမယ်ကျွန်တော်တို့ဒီနေရာလေးကတော့ကိုဘမှာ master baro အတွက်ပေးထားတဲ့အတွက်ရေရိုးကနဲ့ toilet တော့ရကလေးတစ်ခန်းဒီမှာပါမယ်ဗျဒါဆိုရင်တော့ကျွန်တော်လူချင်းမင်းတို့ကိုအပေါ်ထပ်ပိုးလေးပြပေးပါမယ်ဒါလေးကတော့ကျွန်တော်လှေကားကိုတတ်ကားတဲ့နေထားလေးပါနော်နေကားလေးကတောက်တောက်တင်းတင်းနဲ့တတ်တတ်ရရလေးဖြစ်တယ် အဲထပ်ခိုးဆိုရင်လည်းသူ့အောင်လည်းသူတောက်တောက်တဲတဲတက်တက်ရက်လေးဖြစ်တာကိုကျွန်တော်တွေ့ခဲ့ရတယ်။ပုံမှန်မီးတွေပါတွေအစားသူစီစဉ်ပေးပြီးသားပေါ့နော်။မီးတွေပါတုံးညင်အစီအစဉ်ပြေအောင်။ဒါထပ်ခိုးကနေမြင်ရတဲ့ view လေးဖြစ်ပါတယ်ခင်ဗျာ။မီးဆိုင်လေးကတအားလှတယ်။တော်တော်လေးတက်တက်ရက်ဖြစ်ပါတယ်ဗျာ။ဒါဆိုရင်တော့ဒီတိုက်ခန်းလေးရဲ့အသေးစိတ်အချက်အလက်လေးကိုကျွန်တော်ပြောပြရမယ့်အချက်ကိုရောက်လာပါပြီခင်ဗျာ။တောင်းကလာပါမျိုးနဲ့17ရက်ကိုရမှာက9လမှာဖြစ်ပါတယ်။ မေတ္တာလမ်းမကြီးရဲ့ကြောကပ်ဖြစ်တဲ့အတွက် location လေးကောင်းတယ်တိုက်ကအသက်ဆက်ဆက်ဖြစ်တယ်ခင်ဗျာ2024နဲ့ထွက်ပါပေါ့နော်အဲ့လိုတက်တက်တက်တစ်နှစ်လောက်ပဲရှိသေးတယ်ကျွန်တော်တို့ BCC ကြားထားတဲ့ဒိတ်ကလည်းနီးနီးလေးပဲရှိသေးတယ်ဆိုတော့လူချင်းမင်းတို့အကြိုက်တွေ့နိုင်ပါတယ်ပေ40မှာရင်ဝဲဆောက်ထားတာဖြစ်တဲ့အတွက်ထုံးစံတိုင်းကျွန်တော်တို့အဲကန်းကျင်မယ်ဖောင်ဒေးရှင်းကောက်ကောက်ရမယ်ခင်ဗျာအလုံးစုံပြင်ဆင်ပေးထားတယ်အဲကွန်ဖျားစင်စတဲ့ ကျွန်တော်တို့လက်ဆောင်ထည့်ပေးမဲ့ပစ္စည်းတွေပါတယ်မာစတာဘာရွန်တခန်းပါတယ်ပေါ့နော်အဲ့တော့ဒီအခန်းလေးကကျွန်တော်တို့6ရက်တည်းရဲ့6လွာဒါမဲ့အမိုးတွေတည်တာဆက်ထားတယ်ကျွန်တော်တို့ထပ်ခိုးပါတဲ့အတိုက်ဖြစ်တဲ့အတွက်ကျွန်တော်ခုနပြောခဲ့သလိုပဲလုံးဝဒီကျွန်တော်တို့ပူခဲ့ဒါမျိုးမခံစားဘူးအခန်းထဲမှာဆိုအေးနေတာပဲပေါ့နော်လာကြည့်ပါလူချင်းမင်းတို့အကြိုက်တွေ့နိုင်ပါတယ်မျက်နှာစာအနေနဲ့လည်းအရှိတောင်အလှဲ့လောက်ကြတဲ့အတွက်လူချင်းမင်းတို့တွေလူကြိုက်များတဲ့အလှည့်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတိုက်ခန်းလေးရဲ့ရောင်းစရာ3980ဘာဘာညိနိုင်ရှိပါတယ်ခင်ဗျာ ဒါညိရပါတယ်။ဘာညိအတွက်လဲကျွန်တော်တို့ကအသေးစိတ်စီစဉ်ပြီးမှဖြစ်ပါတယ်ဗျ။အဲ့တော့ဒါရုပ်လေးလက်ရှိရှိကိုကျွန်တော်ဖိတ်ခေါ်တယ်။အဲကျွန်တော်တို့တုံညာကို09တုံညာ63တုံညာ4ခွန်တုံညာကို25လေး35တုံညာကိုလည်းအသေးစိတ်မေးပြန်စုံစမ်းနိုင်ပါတယ်ဗျ။ရှိရှိလေးတယောက်ချင်းစီတယောက်လည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ကြမှာဗျ။